ကျိုးစားပန်းစားလုပ်ပြီးတော့ပေးကြတဲ့သာယူပီယူကောင်လေးတွေပေါ့ကျွန်တော်ကျေးဇူးတင်ပါဘာကြောင့်လဲလို့ဆိုတော့ဘုခေကသာပေခေါ်ပြောပဲကလူငယ်တွေမတက်ကြွရင်မဖြစ်ဘူး။ဘာလို့လဲလူကြီးတွေကဘယ်တော့မှမတက်ကြွဘူးတကားတကားရောက်အဲ့တော့ဒါကြောင့်ကျွန်တော်ရှိရနေပြောကတော့ကဒီကောင်းမှုကုသိုလ်ကြီးတွေအခုလိုလူတွေတန်းတဲ့ကောင်းမှုရဲ့အကြောင်းကိုပြောသွားပါပြီ။ ီနေရာမှာကျွန်တော်တခုလေးတော့ဖြစ်လိုက်ချင်ပါတယ်ကျွန်တော်တို့သဘေပိတ်မှာဆရာဟိုကွေးမောင်ကြီးဆရာပါကျွန်ုပ်တို့ဗုဒ္ဓဘာသာမြန်မာလူမျိုးတွေဟာဘာသာဤတမ်းမြစ်ချက်ကိုရှောင်ကျင်တဲ့အတွက်ကြောင့်စရိတ္တကုသိုလ်ဒါကိုလုပ်ကြတယ်ဒါပေမဲ့ဝါရိတ္တလို့ခေါ်တဲ့အဲ့ဒီကုသိုလ်အားပေးခြင်းမှာနေတယ်ဥပမာတဲ့ပါဏာတိပါတာဝေဒမနိဆိုတော့သူများရဲ့အသက်ကိုတတ်ခြင်းကိုရှောင်တယ်ဒါပေမဲ့လို့တဲ့ သူများရဲ့အသက်ကိုကယ်ဖို့လို့ဆိုဆေးရုံကိုကြတော့အတူငွေထည့်ဖို့ဝင်လေးကြတယ်ဟမ်အဲ့ဒီလိုပဲသူများရဲ့ပစ္စည်းကိုခိုးလို့ခြင်းကိုတော့ရှောင်းတယ်ဒါပေမဲ့လို့ပြည်သူပိုင်ပစ္စည်းကိုကာကွယ်ဖို့ကြဝင်လေးကြတယ်အဲ့တော့အဲ့ဒီဥစ္စာတွေဖြစ်အောင်သွားမှဘုလိုပေါ့အားနေတဲ့သူကိုအပေးကူညီတတ်တဲ့သဘောဓာရီကိုလုံးမှ ပို့ပြီးတော့အောင်မြင်တဲ့ပေါ့ဘာသာအီးအန္တမင်းမြတ်ကောင်းမွန်တဲ့ဘာသာအီးဖြစ်ပါလိမ့်မယ်လူပဝဲကြီးဖြစ်ပါလိမ့်မယ်အဲ့ဒီလိုပြောပါတယ်အခုဒီပွဲကကျွန်တော်တို့သာရိတ္တပွဲမဟုတ်တဲ့ဝါရိတ္တပွဲဖြစ်ပါဒါကြောင့်ဒီပွဲဟာအနုမောဒနာပြုတဲ့ပွဲလို့ပြောကြပါတယ်ကျွန်တော်ရှိကပုံကိုယ်တွေလည်းပြောသွားတယ်ကျွန်တော်ဒီကြောင့်မပြောတော့ပါဘူးခေါင်းကအားလုံးပြောသွားတဲ့ခရမညတ်တန်တဲ့လူကြီးနဲ့လူငယ် generation gap ဆိုတဲ့အကြောင်းတွေပါလိပြောသွားတာကျွန်တော်ကအခုအပိုင်းမှာဆိုလို့ရှိရင်လူငယ်တွေကိုအများကြီးကျွန်တော်ဦးစားပေးပြီးတော့ပြောပါတယ် ။ဟောဆို generation gaps လိုက်တဲ့ဥစ္စာလူကြီးတွေကွာမှာကျွန်တော်တို့စီမှာနည်းနည်းနေသူကတိုက်ပြီးကြပိုးတောင်များတယ်။ဟောဆိုအဟုန်မြင့်လေပြင်းလေလေဒီတိုးတက်မှုမြန်လေလေဒီ gap ကကြီးလေပေါ့။ကွာမှာမြန်လေလေပေါ့။အရင်တော့ကတော့ဖြစ်ရင်ဟလာဒီတနည်းနဲ့ဒီတနည်းလည်းသိမတူဘူးကျွန်တော်တို့စီမှာဥမာဆိုမမြရင်ဒီဘာဒီမမြရင်ကျွန်တော်စီလာကကျွန်တော်ကလေးပေါက်တာပါအဲ့ဒီမှာလာပြီးကပြီးသွားလိုက်တဲ့သချင်းဟာ အဲ့မှနဲ့ကျွန်တော်ဟောပေါ့တဏှာကြီးလည်းချစ်ပြတယ်ဆိုတဲ့ချင်းဟာနောက်နေ့တစ်နှစ်လုံးဒီတရှိမဲ့ခစ်စားတော့ဆိုနောက်နေ့တစ်နှစ်ကြီးမှာအငြိမ့်တစ်ခုကရောက်အဲ့ဒီအငိမ့်အစ်စ်မရောမချင်းဒီတချင်းရဲမဲ့ဆိုပြကြည့်တော့ဒီတချင်းရဲမဲ့ခင်စားတယ်ဒီနေ့ကြတော့မဟုတ်ဘူးတချင်းတွေကဒီနေ့ပေါ်လာတယ်ဝမ်းစီတလားရှင်လပိတ်ဆိုင်မှာပြီးသွားပြီဒါကြောင့်မလို့ပြက်မြတ်အားဖြင့်အထူတော်တယောက်ရဲ့စိတ်တန်းဟာဒီနေ့ခွဲပဲနော်သူ့စီးရီးစားပြီးသွားတာလေ၄၅နှစ်ခံပြီဆိုလို့ချင်းအဲ့ဒီဆိုတော့တော်တော်လေးထွားပါ အဲ့လောက်ထီအောင် gap ကကြီးပါတယ်ဒါကြောင့်တိုးတက်လာတဲ့ကဘာကြီးဟာအဟုန်ကြောင့်ပြည့်ရလေနော်အဟုန်ကအရင်တော့ကလှဲတိုက်လို့သေးတယ်ဆိုတော့မရှိဘူးဘာလို့လဲလှဲလာဟာအဟုန်မဆဲနေဆိုကြောင်းလိုက်ပြီးတာဘယ်ကောင်းပြည့်လှဲတိုက်လို့သေးုံမရောက်သွားတယ်မရှိဘူးအခုကျတော့မော်တော်ကားတိုက်ထားပြီနေ့တင်ကျွန်တော်ရောင်းကုန်မှာဆိုလို့ရှိရင် emergency မှာဆိုခဏခဏရှိအဲ့တော့ကျွန်တော်အဟုန်ကသိပ်များလာများလာတော့ generation gap ကလည်းသိကြည်လာတယ်ကျွန်တော်ဒီကြောက်သိမပြောပါဘူး ကိုမြတ်သန်းလေးကျွန်တော်မိတ်ဆွေကိုမြတ်သန်းလေးပြောသွားလိုက်ပါဒါမှတခုရှိရကျွန်တော်စီကကလေးတွေကတော်တော်လိမ့်မှာသူတို့စီနဲ့စားလိုက်ဘာကြောင့်လဲလို့ဆိုတော့မိကငယ်ပါသေးတယ်ကွာသူကငယ်ရန်ကြီးတာတော့ပါဟာကျွန်တော်ကဒီတိုင်းပဲငြိမ့်နေဒီကကလေးတွေတော်တယ်မိကငယ်ပါသေးတယ်ကွာဆိုကျွန်တော်ကလည်းဟုတ်တယ်ကိုယ်လည်းငယ်သေးတာကိုဒီတိုင်းမဟုတ်တယ်ပေါ့တို့ကငယ်ရကြီးလာတာပါကွာဟုတ်ကားပဲမငယ်ပဲနဲ့ကြီးလို့မှမရဘူးငယ်ရကြီးတာပေါ့ဟုတ်လားကျွဲတောင်မှမွေးရတဲ့ဂျူပိုင်ပဲမွေးလို့ရမှာသဘောရတော့ ငေးဘယ်ဟာကြည့်လာတာတော့ဟုတ်သားပဲဒါမှသရုပ်စီမှာအဲ့လိုမဟုတ်တော့မင်းတို့ကငယ်ပါသေးတယ်ကွာဟုတ်ပါတယ်ဒါမှဦးလေးတို့ဘယ်တော့မှပြန်မငယ်နိုင်တော့ဆိုတာသိပါလားဟုတ်တယ်မငယ်နိုင်တော့ဘူးကျွန်တော်တို့ငယ်နိုင်လို့ရလို့ချင်းအောင်သိငယ်လိုက်ခင်တော့မှခုနကပါဇက်တဲ့ချိုလေးလေးငုံပြီးရှောက်ပြေးနေတာပေါ့ငယ်လို့မှမင်းနောက်ပြီးတော့ဦးလေးတို့ ငယ်ရကြည့်လိုက်တော့ဟုတ်ပါတယ်ဒါပေမဲ့ကျွန်တော်တို့ခင်မျိုးမှာငယ်ဘူးလားဟုတ်တယ်ကျွန်တော်ခင်တုန်းကကျွန်တော်ဆရာအောင်တယ်နော်ဝါသနာပါရင်မိမတောင်ယူလို့ရတယ်အလောက်ကချင်းချင်းရောက်လာအခုဥစ္စာကြည့်ပါလားရောမနေပါဘူးဘယ်ပြီးလဲဟုတ်လားဟာအချိန်ကုန်မှာသို့လို့ပါဟုတ်လားအဲ့တော့လူကြီးနဲ့လူငယ်ဘဝဟာရတွေရှိတယ်ဘလောက်ပဲဘဝဟာရတွေရှိရှိလူငယ်ကတော့လူကြီးကိုနားလဲအောင်ဘယ်တော့မှကြိုးစားမှာမဟုတ်ဘူးလူကြီးကပဲလူငယ်ကိုနားလဲဖို့ကြိုးစားမှာပါ ကျွန်တော်အဲ့ဒါကြောင့်လူကြီးတွေလူငယ်ကိုတက်နေကြနားလဲအောင်နောက်ပြီးတော့လူငယ်တွေလည်းကို့ဘဝကိုနားလဲအောင်ကျွန်တော်ကြိုးစားပန်းစားပြောပါတယ်ဒီလူကြီးတွေကိုကျွန်တော်အရေးမထားလို့